ဘဝမှာ ခံစားချက်တွေနဲ့အသက်ရှင်လာတဲ့ခံယူချက်တွေနဲ့အသက်ရှင်မှာမင်းလိုချင်တဲ့အရာတဲ့လိုအပ်တဲ့အရာကိုပဲအရင်လုပ်တဲ့ခဏတာကိုမကြည့်နဲ့တဘွားစာကိုကြည့်တတ်ပါစေတချို့အရာတွေကလိုချင်တက်မဲ့ဖို့ကောင်းတယ်ဒါပေမဲ့မင်းအတွက်အမှခံချက်မရှိဘူးအတိကနဲ့တမညာခွဲခြားတတ်ပါစေဘဝကိုစကလုံးတွေနဲ့ရေးသားလို့မရဘူး လှုပ်ဆောင်ချက်တွေနဲ့ပဲပုံဖော်ထပ်သူဖြစ်ပါစေ။မျိုးလင်းချင်းအိမ်မက်တွေပျောက်ဆောင်တဲ့အခါပြန်လဲတိဆောက်ဖို့ကြိုးစားပါ။ဘဝဆိုတာပြိုလဲဖို့လွယ်ကူသလောက်ပြန်တိဆောက်ဖို့ဆိုတာအရန်ကိုခက်ခဲပါလေ။အိမ်မက်ဆိုတာအခမဲ့မက်လို့ရပေမဲ့အကောင့်ထဲပေါ်ဖို့အတွက်တော့အစွမ်းကိုပြည့်စက်ရလိမ့်မယ်။ကိုယ်တားလင်းကိုယ့်ရဲ့အားကိုးရပါ။ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိနေတဲ့ရွေ့ ရှင်သန်ချင်းတိုင်းကအသေးပဲရှိနေမှာပါ ကိုလျှောက်လန်းနေတဲ့လမ်းတစ်လျှောက်မှာအခက်အခဲတွေကြောင့်လက်လျှောက်ချင်လာတဲ့အခါတင်ဘာကြောင့်စတင်ခဲ့တယ်လဲဆိုတာပြန်သတိရပါ သူများနဲ့မတူတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့အခါသူများနဲ့မတူတဲ့ခံစားချက်တွေရရှိလာမယ်ဆိုတာဤကံမောချယုံကြည်လိုက်ပါမစ်ဆွေ